ော်ဒီနေ့မှာတော့ emotion ကောင်းမှာ energy ဖြစ်မယ်ဆိုတဲ့ကြောင့်အရေးကိုညွှန်ပြပေးပါတယ်။ဒီတော့ရောက်ကတဏိတာမှာအလိုကောင်းကောင်းလုပ်နိုင်ဖို့ဒီပုဂ္ဂိုလ်ကိုကျင့်တဲ့စိတ်နဲ့ဖြတ်သန်းနိုင်ဖို့ဆိုရင် energy လိုပါတယ်။ဒါကြောင့်ပဲအချိန်ကို manage လုပ်တာတဲ့ energy ကို manage လုပ်ပါဆိုပြီးပြောကြတာတော့ရှိပါတယ်။ကိုယ်အနေနဲ့ energy ဆိုတဲ့ဒီစွမ်းအင်ပေါ့နော်။ပြေဝနေဖို့ဆိုရင် ခံစားချက်ကောင်းမှုကိုလိုပါတယ်စိတ်ခံစားမှုမကောင်းရင်စွန့်ရင်ကအလိုလိုကြောက်ပါတယ်ဒါမှစိတ်ခံစားမှုကလေစိတ်ဖြည်သည်မှုတွေဖြည်အားတွေဖြစ်လာရင်တော့ကိုယ့်ရဲ့အလုပ်ရဲ့နေ့စဉ်ဘဝကအတော်လေးထိခိုက်မှုရှိလာပါတယ်လူတစ်ယောက်မှာ emotion ကောင်းမှုဆိုရင်အခြေခံအားဖြင့် physical နဲ့ mental နှစ်မျိုးလုံးကောင်းမှုလိုပါတယ်ရုပ်ပိုင်းဆိုတဲ့ physical ပေါ့နော် ိတ်ခံစားမှုကောင်းကိုရုပ်ပိုင်းဆိုင်ရာကျန်းမာရေးကရေးပါပါတယ်။ခမရမှာယောဂကြီးကြီးမားမားပြောနေတယ်။တာမန်နှာစေးချောင်းဆိုးဖြားနာလောက်ဖြစ်ရင်ကိုပဲစိတ်ခံစားမှုကတိတ်မကောင်းကြီးတော့ပါဘူး။နေမကောင်းဖြစ်နေတဲ့အချိန်ဒေါသဖြစ်လို့လို့စိတ်အားငြေတာလည်းတွေ့ပါတယ်။ကိုကျမ်းပါဖို့ဆိုရင်ကျမ်းပါရင်းနဲ့ညွတ်တဲ့အစားတောက်စားတောက်တာကျမ်းပါရင်းနဲ့မတင်တာလို့ရှောက် အေးဘဝ data ၊အချင်းကလုံတာပါဝင်ပါတယ်။လေချင်းကတကယ်လုတ်တဲ့သူတွေဆိုရင်သိပါလေလေချင်းကလုတ်တဲ့ကာလတွေလေလေချင်းကနားလိုက်တဲ့ကာလတွေမှာဒီရုပ်ပိုင်းစိတ်ပိုင်းကလန်ဆန်းမှုကတော်တော်ကိုကွာတယ်ပေါ့နော်ဒီစိတ်ပိုင်းနဲ့ပတ်သက်တဲ့မန်ဒီပိုင်းမှာဆိုရင်တော့လူကိုစိတ်ကပူဆောင်ပါလေစိတ်ခံစားမှုကောင်းရင်ဉာဏ်ကြီးပြည့်တယ်ပုဂ္ဂိုလ်ကိုယ်နဲ့ပတ်ဝန်းကျင်ပေါ် အမြင်ကောင်းကောင်းတော့အလုံးလုံးရတယ်နေထိုင်ရတယ်သိကောင်းလို့ပဲကိုကိုကိုပဲဖြစ်ဖြစ်ပတ်ဝန်းကျင်ပေါ်မှာပဲဖြစ်ဖြစ်စိတ်ခံစားချက်မကောင်းဘူးဆိုရင်အမြင်မကောင်းရင်တော့စန့်ကျင်ပဲဖြစ်တော့ဖြစ်တယ်ပေါ့နော်စိတ်ပြိုကိုနုစိတ်ထောင်းကိုကြည်ဆိုတဲ့စကားတွေလည်းရှိပါတယ်ဆရာတော်ဦးဇော်တိကမဟာမြိုင်တော်ရပြောတဲ့စကားလေးကိုရှိပါတယ်။စိတ်ရှင်းဘဝကရှင်းပါတယ်။အတိညာ တိညာနဲ့ရှင်းနေပေါ့နော်စိတ်မရှင်းတော့ဘဝလည်းမရှင်းဘူးအတိညာအလင်းလည်းမရှင်းဘူးပေါ့နော်ဒီလိုပြောတယ်ပေါ့စိတ်ကသာမှုကကောင်းနေတယ်လွတ်လပ်နေတယ်ဆိုရင်ကိုယ့်ရဲ့အတွေ့အကြုံဆုံးဖြတ်ချက်တွေကကိုကောင်းပါလေဒီလိုမဟုတ်ပဲကိုယ့်ရဲ့စိတ်ကဒေါသလောဘမောဟအိတ်တာမစ္စရိယတို့ကိလေသာတွေခုခုဖုံးလွှမ်းနေနေဆိုရင်စိတ်ဟာညှို့ပြီးတော့စွန့်အင်ကြာဆင်းသွားတတ်ပါလေအဲ့ဒီခါမှာကောင်းတဲ့အတွေ့အကြုံ ကောင်းတဲ့ဆုံးဖြတ်ချက်တွေဖြစ်လာဖို့ဆိုတာမလွယ်ပါဘူးအထူးသဖြင့်မနက်ခင်းမှာစိတ်ခံစားမှုကောင်းကောင်းနဲ့စတင်နိုင်ရင်အဲ့ဒီနေ့လုံရကံရနေရထိုင်ရသိကောင်းပါလေမနက်ခင်းကလေးကခံစားချက်မကောင်းလို့ဆိုရင်တော့တနေ့လုံးပုံနေတော့တာပါပဲဒါကြောင့်ကိုယ်စိတ်ကိုဘလို့အခြေအနေက positive ဖြစ်စေတယ်လေဘလို့အခြေအနေမျိုးက negative ဖြစ်စေတယ်လေဆိုတာကိုသိပြီးတော့ကောင်းကောင်းစီမံ ကန်ွယ်ကန်တွေနိုင်ဖို့လိုပါတယ်ဆိုတော့ကိုယ့်ရဲ့ emotion ကောင်းမှာကိုယ့်ရဲ့အမြင်ဆုံး energy ကိုရနိုင်ပြီဆိုတဲ့အကြောင်းလေးကိုကိုယ်တိုင်ဆင်ခြင်ရအောင်လေကျွန်တော်ရဲ့ follower တွေကိုလည်းဆင်ခြင်လို့ရအောင်ဆရာလေးဆိုတဲ့လက်ရည်ကိုမျှဝေပေးလိုက်တာပါဒီဆိုရင် team ချက်ကိုလည်းကိုမမမချက်ပြီးပါနိုင်ပါတယ်အဆုံးထိကြည့်ရှုပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ခင်ဗျာ